င်္ဂလာပါခင်ရန်ကုန်ခေတ္တကနေဒီနေ့နေ့လေးကဒရင်တွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ဝန်ကနေရန်ကုန်မြို့ကိုလာရောက်တင်းရှောက်နေတဲ့စစ်ပေးရှောင်အရေးအတွက်ကိုအကြမ်းဖက်စစ်ကောင်စီကစတင်ကောက်ယူနေပြီးဒေါ်လန်ရေးတပ်ဖွဲ့တွေနဲ့ဆက်နွယ်တဲ့လူတွေကိုပါစစ်ဆေးဖမ်းဆီးဖို့ညွန်ကြားထားပြန်လဲဆိုပါတယ်ပကိုးတိုင်းကလက်ပတန်းမြို့နယ်ပြင်ကတော်ဂုံကြေးရွာမှာ စစ်တပ်အားကိုးနဲ့ပြည်သူတွေကိုအနိုင်ကျင့်ပြီးနေပြီးချိန်ချောင်းဝေညှစ်နေတဲ့ပူစော်တီခေါင်းဆောင်ထေးအောင်ရှင်ရဲ့နေအိမ်ကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခံရပြီးဤတအိမ်လုံးမိလောင်ပြာကျသွားပြီဆိုတဲ့သတင်းပါဝင်ဒီနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မြန်မာနိုင်ငံတဝန်းကနေရန်ကုန်မြို့ကိုလာရောက်တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်အရေးအတွက်ကိုအကြမ်းဖက်စစ်ကောင်စီကစတင်ကောက်ယူနေပြီးဒေါ်လာရေးတပ်ဖွဲ့တွေနဲ့ဆက်နွယ်တဲ့သူတွေကိုပါစစ်ဆေးဖမ်းဆီးဖို့ ညွန်ချထားပြန်တယ်လို့စစ်ကောင်စီရဲ့လှိုင်းသားရမြို့နယ်အနောက်ပိုင်းအုတ်ချုပ်ရေးအဖွဲ့နဲ့နှီးစက်တဲ့တရင်ရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိရန်ကုန်မြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစပေးတိတ်ရှောင်လာတဲ့သူတွေကိုထောက်ပံ့မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်တော်စုစည်ရင်တွေလိုက်လံကောက်ခံတာတွေလုပ်နေပြီးအဲဒီလိုစည်ရင်ကောက်တာဟာတကယ်တကယ်ကရန်ကုန်မြို့ကိုတော်လှန်ရေးတပ်တွေစိတ်ဝင်လာနေတာတွေကိုစစ်ကောင်စီဘက်ကစိုးရင်ကြောက်လန့်နေပြီး အဲ့လိုကောက်ခံရင်းနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေကိုတဘာတဲ့စီစစ်ဖန်းစီဖို့ကြံစီထားကြတာဖြစ်တယ်လို့လည်းဆိုပါတယ်အခုဆိုရင်စစ်ကောင်စီကလက်ရှိရန်ကုန်မြို့ကိုရောက်နေတဲ့စပေးရှောင်းစင်းတွေကိုဒီကနေ့ဇန်နဝါရီလ30ရက်နေ့ကစပြီးကောက်ယူခိုင်းထားပြီဖြစ်တယ်လို့အဓိကအဲ့လိုစင်းရင်ကောက်ရင်းနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေကိုတွေ့ရင်တခါတဲ့ဖန်းစီဖို့ကိုပါစစ်ကောင်စီကညှော်ကြားထားတယ်လို့ စစ်ကောင်စီရဲ့လိုင်းသားမျိုးနဲ့အနောက်ပိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တဲ့တရင်အရှိမိကရန်ကုန်ခေတ္တကိုပြောထားပါတယ်။တပတ်ကရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်တချို့မှာဆိုရင်လေအကြံဖက်စစ်ကောင်စီကအုပ်ချုပ်ရေးမှုတွေကရက်ွက်တဲ့မှာအဲဇင်းနဲ့နေတဲ့သူတွေကိုအိမ်တော်စုစရင်နဲ့ဖုန်းနံပါတ်တွေကိုပါရက်ွက်ရုံးကိုလာပေးဖို့လော့စပီကာနဲ့လိုက်အွန်နေတာတွေလည်းရှိတယ်လို့သိရပါတယ်ခင်ဗျ။တဖက်မှာတော့ AOD တိုင်းမှာအရကတတော် AA နဲ့ PDF ပူးပေါင်းတက်တွေရဲ့ထိုးစစ်တွေဟာပါပေါင်းမြို့အနီးထိရောက်နေတဲ့အချိန် တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီရဲ့ ARD တိုင်းရဲမှုကြီးတင်စော်ထုံးဆိုသူနဲ့ပူပေါင်းရဲတပ်ဖွဲ့တွေကလက်ပေးလက်ယူတွေအကြီးအကျယ်လုပ်နေကြသလိုပဋိညုတ်ကလောင်စာတိုင်းတချို့ကပါဝင်ဖမ်းပြပြီးတော့ငွေကျပ်သိန်းရာချီတောင်းပြီးပြန်လွှတ်ပေးလိုက်ကြတယ်လို့ရဲတရင်ရင့်မြစ်ကိုတိုင်ကရင်ကုန်ခစ်တစ်ကိုပြောပါတယ်။တစ်ဖက်မှာ ARD တိုင်းထိတိုက်ပွဲတွေရောက်လာတဲ့အချိန်ရွှေတောင်ရံဘက်တွင်နဲ့လက်ရှိတာပေါင်းမြို့အနီးတွေကတိုက်ပွဲတွေမှာဆိုရင်အသီးသီးသိကုံကြတဲ့စစ်ကောင်စီတပ်သားတွေဟာတော်တော်ကိုများနေကြရုံနဲ့မကား ရဲတပ်ဖွဲ့ဝင်တွေတချို့လဲသေကုန်ကြတဲ့အထိဖြစ်နေတဲ့အချိန်တပတ်ကစစ်ကောင်စီရဲ့ AR တိုင်းရဲမှုကြီးတင်စော်ထွန်းနယ်ပူပေါင်းရဲတပ်ဖွဲ့တွေကတော့မူရစေဝါနဲ့အလောင်းကစားလုတ်တဲ့သူတွေစီကနေလက်ပေးလက်ယူတွေအကြီးအကျယ်လုတ်နေကြတယ်ဆိုပါတယ်ဇန်နဝါရီ24ရက်နေ့ကဆိုရင်လဲအဲ့ဒီ AR တိုင်းရဲမှုကြီးတင်စော်ထွန်းနယ်ပူပေါင်းထားတဲ့ပတိမျိုးရဲစခန်းကနေတိန်ခေါင်းဆောင်ဖြိုးသူရနိုင်အမှုစစ်အေးအေးအောင်နေတိန်ဇေယျာမောင်ဥဆောင်တဲ့အဖွဲ့က တိန်မြို့ပေါ်နောင်ရိုးဟိုတယ်မှာရှိတဲ့ဖဲဝိုင်းကိုဝင်းရောက်စီးနင်းဖမ်းဆီးခဲ့ပြီးတဲ့နောက်ရဲစခန်းကိုရောက်တဲ့အချိန်မှာဖမ်းဆီးထားတဲ့သူတွေစီကနေငွေကျပ်300တောင်းပြီးပြန်လွတ်ပေးခဲ့တယ်လို့ရဲတရင်ရင့်မြစ်ကိုတိုင်ကရင်ကုန်ခစ်တွေကိုပြောထားပါတယ်။လက်ရှိမှာတော့ ARD တိုင်းထီတိုက်ပွဲတွေရောက်နေတာတောင်းစစ်ကောင်စီရဲ့ ARD တိုင်းရဲမှုကြီးတင်စောထုံးနယ်ပူပေါင်းရဲတပ်ဖွဲ့တွေကတော့ပတိန်မြို့နယ်မှာလောင်ကစားဝိုင်းတွေတင်မကမူရစေဝါအရောက်ဝယ်နဲ့ပြစ်တစားလုပ်ငန်းတွေကိုပါလက်ငွေယူပြီးအကြီးအကျယ်ပူပေါင်းလုပ်နေကြတယ်လို့သိရပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ဘကိုးတိုင်းကလက်ပန်းမြို့နယ်ပင်ကရိုးကုန်းချေးမှာစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်ပြီးချိန်ချောင်းငွေညှစ်နေတဲ့ယူဇော်တီကောင်းဆောင်ထေးအောင်ရှင်ရဲ့နေအိမ်ကိုဒရုန်းနဲ့ပုံကျဲတက်ခိုက်ခံရပြီးတအိမ်လုံးမီးလောင်ပြာကျသွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဇန်နဝါရီလ28ရက်နေ့ကပဲ လက်ဗရန်မျိုးနဲ့ပင်ကရိုဂုံကြီးမှာစစ်တပ်အားကိုနဲ့ပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်နေတဲ့ပြူစော်တီကောင်းဆောင်ထေးအောင်ရှင်ရဲ့နေအိမ်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခံရပြီးတအိမ်လုံးမီးလောင်ပြကျသွားတဲ့အပြင်သူ့ချန်ဝင်းနဲ့ကပြည်သူတွေစီကနေမတရားအနိုင်ကျင့်ပြီးယူထားတဲ့စပားကြီးတွေပါမီးလောင်ပျက်စီးသွားပြီလို့ဒေသခံပြည်သူတွေကပြောထောက်ပါတယ်။အဲ့ဒီပြူစော်တီကောင်းဆောင်ထေးအောင်ရှင်ဆိုတဲ့သူဟာစစ်တပ်အားကိုနဲ့ပြည်သူတွေကိုမတရားအနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်နေသူဖြစ်ယုံနေမှာက စစ်တပ်နဲ့ပေါင်းပြီးလက်ပန်းမြို့နယ်အတွင်းကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညှင့်တောင်းရန်ဓာတွေအကြီးအကျယ်လုပ်နေသူဖြစ်တယ်လို့သူတို့ပြူစော်တိအချင်းချင်းကြားမှာလဲအဲ့ဒီလိုပြည်သူတွေစီကငွေညှင့်လို့ရတဲ့ပတ်စံကိစ္စနဲ့ဝေစုမတည့်ပဲရန်ဖြစ်စကားများတဲ့အထိဖြစ်ထားတဲ့အတွက်အခု drone နဲ့ဘုံကျဲခံရတာလေသူတို့စစ်တပ်ဘက်ကပဲပြုတ်လောက်တာဖြစ်နိုင်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြတယ်လို့လက်ရှိမှာတော့အဲ့ဒီပြူစော်တိကောင်းဆောင်ထေအောင်ရှင်ရဲ့နေအိမ်တစ်ခုလုံးမေးလောင်ပြကြသွားပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ အဖက်မှာတော့ဂီနီပြည်နယ်အဆက်ကမိုးပြဲမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၄နှစ်နဲ့တရင်ကနေစစ်မှုထမ်းတပ်သားတဲ့၄ဦးကိုတော်လှန်ရေးတပ်ဖွဲ့တွေကတွားရောက်ကဲထုတ်ပေးနိုင်ခဲ့တယ်လို့ SSLRU တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇန်နဝါရီ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂီနီပြည်နယ်အဆက်ကမိုးပြဲမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၄နှစ်နဲ့တရင်ကနေစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာသူတို့အလင်းဝင်ခြင်းနဲ့အကြောင်းစ조사ပြီးချိတ်ဆက်လာတဲ့အတွက် SSLRU တပ်ဖွဲ့နဲ့ SSRY တပ်ဖွဲ့ရဲဘော်တွေကမရမကတွားရောက်ကဲထုတ်ပေးနိုင်ခဲ့တယ်ဆိုပါလေလက်ရှိမှာတော့အဲ့ဒီလိုတော်လိုင်းရဲတပ်ဖွဲ့တွေကဲထုတ်ပေးခဲ့တဲ့စစ်မှုထမ်းတပ်သားတွေ၄ဦးကိုလုံခြုံစိတ်ချရတဲ့နေရာမှာကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားပြီးသူတို့ဟာအကြံဖက်စစ်ကောင်စီတပ်ရဲ့မတရားပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးတော့ရှေ့တန်းစစ်မြေပြင်ကိုပို့ခံရတဲ့စစ်မှုထမ်းတပ်သားတွေ၄ဦးဖြစ်တဲ့အကြောင်းကိုလည်းသူတို့ကိုယ်တိုင်ပြောပြထားကြတယ်လို့ SSLRU တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ အခုတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံကကျောင်းသားတွေအတွက်ပေးအပ်နေတဲ့အမေရိကန်ဒေါ်လာ55သန်းတန်ဖိုးရှိပညာသင်စုအစီအစဉ်တွေကိုအမေရိကန်သမ္မတထရန့်အမိန့်နဲ့ရပ်ဆိုင်းလိုက်တယ်လို့အမေရိကန်အစိုးရကတရားဝင်သတင်းထုတ်ပြန်ကြေညာလာပါတယ်။အရင်အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရလက်ထက်ကမတူကွဲပြားမှုတာတူညီမျှပါဝင်ခွင့်နဲ့လက်လန်းမီပိုင်ခွင့်မူဝါဒတွေအရာမြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေအတွက်အမေရိကန်ဒေါ်လာ55သန်းတန်ဖိုးရှိပညာသင်စုအစီအစဉ်ကို အခုခါမှာတော့သမ္မတ Trump ကချက်ချင်းရက်ဆိုင်လိုက်တာဖြစ်ပါတယ်။အဲ့ဒီပညာသင်စုအစီအစဉ်မှာဆန္ဒသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားအရေးအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီးတော့အမေရိကန်အစိုးရက2024ခုနှစ်ကနေစတင်ပေးအပ်ခဲ့တဲ့ပညာသင်စုတွေလည်းဖြစ်တယ်လို့အဲ့ဒီပညာသင်စုတွေကို USA နဲ့ရန်ကုန်အမေရိကန်တန်ယုံတို့ကကြီးကြပ်စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီလိုမြန်မာနိုင်ငံကចောင်းသားတွေအတွက်ပညာသင်စုအစီအစဉ်ကိုသမ္မတ Trump အမိန့်နဲ့ရက်ဆိုင်လိုက်ပြီဖြစ်တယ်လို့ ဲ့လိုရဆိုင်တဲ့အစီအစဉ်မှာ Inomas ဦးဆောင်တဲ့ Department of Government Efficiency ကနေအဓိကဦးဆောင်ပါဝင်ခဲ့တာဖြစ်တယ်လို့လည်းအမေရိကန်ဆိုရရဲ့တရားဝင်သတင်းထုတ်ပြန်ကြေညာချက်မှာပါရှိပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ